ွေးမြင့်ရုပ်ရှင်မှာမင်းသမီးကတပတ်တစ်ခုလုံးကိုဖယ်လိုက်လို့ဖြစ်သွားတဲ့ခံစားချက်ကိုထုတ်ပြောလာတဲ့ထွန်းထွန်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။သွေးမြေရုပ်ရှင်ဇာတ်ကားကြီးရာထွန်းထွန်းအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပါရစေ။အဓိကသရုပ်ဆောင်တွေနဲ့ပါဝင်ထားရတာဖြစ်တဲ့အတွက်သူအတွက်အရန်ကိုမျှော်လင့်ထားသလိုလာမယ့်9ရက်နေ့မှာရုံတင်ပြသတော့မှာလည်းဖြစ်ပါရစေ။အဲဒီရုပ်ရှင်ဇာတ်ကားကြီးရမြင်တွေ့နေကြပုံစံနဲ့မတူဘဲကွဲထွက်နေတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းမမားပါဘူး။ရုပ်ရှင်ရဲ့ရိုက်ွက်တရားထူးဆန်းနေခဲ့သလိုမင်းသမီးရသမီးရလည်းတသက်ဆမင်းသမီး အဖြစ်ကိုမယ်ရီမျိုးကိုခေါ်ရိုက်ထားတာဖြစ်ပါတယ်။ဇက်ကားထဲမှာ ပါဝင်တဲ့ BL ဇဝင်ကံမျိုးလဲပါဝင်တာဖြစ်တယ်လို့ Mary Aung နဲ့ Tun Tun တို့ရဲ့အမိုက်စားဇဝင်ကံတချို့လဲပါဝင်နေတာဖြစ်တယ်။ဒါအပြင်ဇဝင်ကံတစ်ခုမှဆိုရင်မင်းမီဖြစ်တဲ့ Mary မျိုးကရေချိုးကံကထွက်လာတဲ့အချိန်တပတ်ကိုဝစ်ပြီးတော့ထွက်လာခဲ့ပါတယ်။ဒါအပြင် Tun Tun ရှိမှရက်ပြီးတော့တပတ်ကိုဖဲ့ချလိုက်တာဖြစ်ပါတယ်။တပတ်တစ်ခုလုံးကိုဖဲ့ချပြီးတော့ Tun Tun ကိုပြလိုက်တဲ့ဇဝင်ကံလဲပါဝင်လို့နေတာဖြစ်ပါတယ်။အောက်မှာဘာမှမဝင်ထားတဲ့ပုံစံမျိုးနဲ့ဇဝင်ကံဖြစ်တဲ့အတွက်တော်တော်များစိတ်ဝင်စားကြပါတယ်။တချို့ပရိသတ်တွေကလည်း လူပြိုကြီးထွန်းထွန်းတယောက်ရင်ခုန်သွားမလားဆိုပြီးတော့ထင်နေကြတာဖြစ်ပါရင်ထွန်းထွန်းကအဲဒီဇဝင်ကန်းကိုရိုက်တဲ့အချိန်မှာမေရီမျိုးကတကယ်ပြလိုက်ပေမဲ့လေသူ့ဘက်ကမမြင်လိုက်ဘူးလို့ထုတ်ပြောလာခဲ့ပါတယ်။အဲဒီဇဝင်ကန်းမှာဖော်ပြရတဲ့ခံစားချက်တရားများတဲ့အတွက်ဇက်ကန်းရိုက်ဖို့ပဲအာရုံရောက်နေခဲ့တာပါ။မေရီမျိုးကိုရိုင်းကလည်းအခုလိုဇဝင်ကန်းမျိုးရိုက်ရတဲ့အတွက်ရှက်ကြောက်နေတာမျိုးရှိနေခဲ့တာပါ။ဒါကြောင့်မို့နှစ်ယောက်လုံးအတွက်နေရာခက်တယ်လို့ဖြစ်ခဲ့တာပါ။ဒါပေမဲ့တကယ်ရိုက်တဲ့အချိန်မှာထွန်းထွန်းကမေရီမျိုးပါပြလိုက်တယ်ဆိုတာမျိုးတောင်မသိ လိုက်ရတဲ့အထိကိုဖျက်သွားခဲ့တာပါ။ဇက်ကားလေးကိုအာယုံရောက်နေတဲ့အတွက်ပြတာမမြင်လိုက်ဘူးဆိုပြီးတော့ပြောလာတဲ့ထွန်းထွန်းကိုပရိသတ်တီကတော့မယုံကြပါဘူး။အဲဒီဇက်ဝင်ခဲမှာထွန်းထွန်းရဲ့မျက်နှာကရှုံသွားတာမြင်လိုက်တယ်လို့ထင်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့တရုတ်ဆောင်တွေကဇကာရိုက်နေချိန်မှာတခြားအရာကိုအာရုံမရောက်တော့ဘူးဇလန်းပြင်ပြဖို့ပဲအားထုတ်နေကြရတာဆိုတော့လေတခြားကိုအာရုံမဆိုင်နိုင်တာရုံတင်မှသာအရာအားလုံးကိုပြန်စဉ်းစားနိုင်တာဆိုပြီးတော့ထွန်းထွန်းပြပြထားပါတယ်သွေးမြင့်ရုပ်ရှင်ဇကာကြီးကထွန်းထွန်းအတွက်ကတော့မေးမရနိုင်တဲ့ဇကာတကားဖြစ်ပါတယ်သူဘဝမှာရုပ်ရှင်ဇကာကြီးတွေအများကြီးရိုက်ကူးခဲ့ဘူးဝိမာန်လေသွေးမြင့်ထဲမှာတရုတ်ဆောင်ထားတဲ့ character မျိုးကိုတရုတ်မဆောင်ဘူးခဲ့ပါဘူးအချက်အပေါ်မှာ YouTube ပြီးတော့တနာစိတ်ပြင်ပြတဲ့ character မျိုးကို တည်ယူဆောင်ရတဲ့အတွက်ထွန်းထွန်းအတွက်မေးမရတဲ့ character တစ်ခုလို့ဖွင့်ရထားပါတယ်။ဒါအပြင်အဲ့ဒီရုပ်ရှင်ကသူ့ဘဝအတွက် ပြန်ကြည့်လိုက်တိုင်းမှာအမှန်ရနိုင်မဲ့ရုပ်ရှင်ဖြစ်သလိုမှတ်တိုင်တစ်ခုအဖြစ်လည်းသတ်မှတ်ထားတာဖြစ်ပါရယ်။သွေးမြေရုပ်ရှင်ဇာတ်ကားကြီးဟာမြန်နေကြပုံစံနဲ့မတူနေတဲ့အတွက်နေတူကိုရိုင်းကကြည့်ကိုကြည့်တဲ့ရုပ်ရှင်တစ်ခုဆိုပြီးတော့ပံ့ပိုးထားတာဖြစ်ပါရယ်။ထွန်းထွန်းတို့ကိုရိုင်းလည်းဇာတ်ကားကိုယုံတင်ဝင်ဝင်အောင်မြင်ဖို့အကောင်းဆုံးမျှော်လင့်ထားကြပါရယ်။တပတ်ကိုဖယ်လိုက်လဲဘာမှမခံစားရဘူးဆိုတဲ့ထွန်းထွန်းအပေါ်ပရိသတ်ကြီးနေနဲ့ယုံလားဆိုတာကောမန့်လေးထဲမှာပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးများတင်ပါရယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာ လည်းအခုလိုပဲပြန်လည်ဆုံတွေ့ကြပါမယ် like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်